မင်္ဂလာပါဒီနေ့မှာတော့နေ့စဉ်နေထိုင်နေတဲ့ကိုယ့်ရဲ့အိမ်ငယ်နဲ့ကြွေဝါးမှုကျမ်းမာရေးနဲ့စိတ်ရင်းချမ်းမှုတွေကိုဘယ်လိုဖန်တီးယူရရမလဲဆိုတဲ့စိတ်ဝစားစရာအကြောင်းအရာလေးတွေကိုပြောပြပေးတော့မှာပါဟုတ်ပါရဲ့ဒီမေခွန်းကတကယ်ပဲစဉ်းစားစရာပါအိမ်မှာလုံနေကြရိုးရိုးရှင်းရှင်းအလေးထားလေးတွေနဲ့ကိုယ့်ရဲ့ငွေကြေးကံကိုတကယ်ပဲမြင့်တင်ပေးနိုင်ကလားဖြစ်နိုင်တယ်ဆိုရင်ဘယ်လိုနည်းလမ်းတွေနဲ့လဲကဲအတူတူအဖြစ်ရှာကြည့်ကြရအောင်ကောင်းပြီအရာအလုံးရဲ့အစဟာဖြင်းစင်ခြင်းကနေစတင်ရမှာပါ ကောင်းမွန်တဲ့ဆိုင်းရင်ဒီအိမ်ထဲကိုအလွေတကူစီးဝင်လာနိုင်ဖို့အတွက်တန်ရှင်းတက်ရတဲ့အခြေခံကောင်းတစ်ခုကိုအရင်ဆုံးတည်ဆောက်ရမှာမယ်။အခြေခံအကြောင်းဆုံးမှုတစ်ခုအရောရှင်းရှင်းလေးပါပဲ။တန်ရှင်းမှုဟာအဓိကပါပဲ။ဒီလိုလေးမြင်အောင်ကြည့်လိုက်ပါ။ရှုပ်ပါပစ္စည်းလေးပြီးနေတဲ့အိမ်တလုံးဟာကောင်းတဲ့ဆိုင်းရင်တွေဝင်လာဖို့လမ်းကြောင်းကိုပိတ်ဆို့ထားတယ်လို့ပါပဲ။ဒါကြောင့်တန်ရှင်းနေတဲ့အိမ်ဟာကြွယ်ဝမှုအတွက်ပထမဆုံးတကောက်ဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။ ိမ်တလုံးလုံးကိုတန်ရှင်းရေးလို့တဲ့အခါမှာအထူးသဖြင့်ပို့ပြီးအလေးထားရမယ့်နေရာ၃ခုရှိပါတယ်။အဲ့ဒါတွေကတော့အိမ်ရဲ့ပင်မဝင်တော့မိဖို့ချောက်ပြီးတော့တကားဝါးတွေပါပဲ။ဒီနေရာတွေကိုငွေဝင်လန်းလို့တော့တင်စားကြတာမို့အများရန်ရှင်းလင်းသက်ရနေဖို့ကတော်တော်လေးအရေးကြီးပါတယ်။ဟုတ်ပြီအခုနေရာကိုတန်ရှင်းပေးသွားပြီဆိုတော့ဒူရီယာအဆင်ညင်နဲ့ကောင်းမွန်တဲ့စွမ်းအင်တွေကိုအိမ်ထဲကိုတက်တက်ကြွကြွဖိတ်ခေါ်ဖို့အချိန်ရောက်ပါပြီ။တဘာဝရဲ့စွမ်းအားတွေကိုအသုံးဖြူပြီးတော့ပေါ့။ အဲ့လိုကောင်းမွန်တဲ့စွမ်းအနေတွေကိုစစ်ဆောင်ဖို့အတွက်အထူးကကြတဲ့တဘာဝအရာ၃ခုရှိပါတယ်။အဲ့ဒါတွေကတော့ရေ၊သက်ရှိအရာဝတ္ထုပြီးတော့အလင်းရောင်လိုပဲဖြစ်ပါတယ်။ပထမဆုံးရေအကြောင်းကိုကြည့်ရအောင်ပါ။ရေဆိုတာကစီစဉ်မှုရဲ့တင်ကိတာလေ။ဒီနေရာမှာတော့ငွေကြေးနဲ့စွမ်းရင်စီစဉ်မှုကိုကိုးစားပြုပါတယ်။မိဘနာမှာရေတစ်ခွက်လောက်ထားလိုက်ုံနဲ့အိမ်တဲကိုကောင်းတဲ့စွမ်းအားဒီအဆက်မပြတ်စီးဝင်နေတယ်လို့ဖြစ်စေလေလို့ဆိုပါတယ်။ပြီးတော့ ဒီလေ့ကျင့်ကိုပိုပြီးစွန့်ထက်သွားအောင်လုပ်လို့ရတဲ့နည်းလမ်းလေးရှိပါသေးတယ်။အဲ့ဒါကတော့ရေလဲတဲ့အချိန်တိုင်းမှာငွေဝင်စီးဆင်းပါစေဆိုပြီးစစ်တဲကနေရောနှုတ်ကပါရွတ်ဆိုပေးတာပါပဲ။ဒါကသူ့ရဲ့အာဏိသင်ကိုပိုတိုးစေတယ်ပေါ့။ကဲနောက်ထပ်အချက်နှစ်ခုကိုစက်ကြည့်ကြအောင်။တက်ရှိဥပမာပန်အိုလီတိုးအပင်လေးတစ်ပင်ကိုအိမ်ထဲမှာထားလိုက်တာနဲ့အိမ်ရဲ့အတွင်းစွမ်းအင်ကချက်ချင်းကိုလန်းစန်းတက်ကြွရောက်သွားစေပါတယ်။အလီအောင်ကတော့အထူးတစ်ဖြစ်ညမှာပါပေါ့နော်။ ဝင်ဖောက်သားမှာမီလီတလုံးဖွင့်ထားတာကကျွဲဝမှုအတွက်လမ်းကိုရှင်းရှင်းလင်းလင်းဖွင့်ပေးထားသလိုပါပဲဟုတ်ပါပြီအခုဆိုရင်နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့အင်ရန်ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေထက်ကျွန်တော်တို့ရဲ့စိတ်နဲ့ဤစဉ်လုံးဆောင်ရဲ့အလစ်အချင်းဒီဘက်ကိုပို့ပြီးတော့အယုံဆိုင်သွားကြပါမယ်ဒီစကားလေးကတော်တော်လေးအတေးပဲရှိပါတယ်တန်ရှင်းမှုနဲ့ဂုံယူမှုရှိတဲ့နေရာကိုငွေကဝင်ချင်းတက်ပါတယ်တဲ့ဆိုလိုတာက ငွေကိုတင်းတဲ့နေရာကိုတောင်းလေးလေးစားစားနဲ့တက်တက်ရက်ရက်ထားဖို့လိုတယ်ဆိုတဲ့သဘောပါပဲငွေကသူ့ကိုတန်ဖိုးထားတဲ့နေရာကိုသဘောကျတယ်ပေါ့အဲ့ဒီတော့ငွေအတွက်ထိစပ်နေရာလေးတခုဘလို့ဖန်တီးမလဲလွယ်ပါတယ်ပိုက်ဆိုင်ဖြစ်ဖြစ်စုဘူးဖြစ်ဖြစ်ငွေထားတဲ့နေရာကိုတခြားပစ္စည်းတွေနဲ့ရောမထားပါနဲ့အမြဲတမ်းတန်ရှိနေပါစေပြီးတော့စိတ်ထဲမှာလည်းဒီနေရာကငွေဝင်ဖို့အတွက်ပဲဆိုပြီးအတိအမှတ်ပြုထားလိုက်ပါ ။နောက်တစ်ခုကနေ့တနေ့ကိုအကောင်းမြင်စစ်ညက်စတင်နိုင်ဖို့အရာအစွမ်းထက်တဲ့မနက်ခင်းအလေးအကျင့်လေးတစ်ခုပါ။အိယာထားထက်ခြင်းမှာအင်းရဲ့အတွင်းဘက်ကိုမျက်နှာမူလိုက်ပါပြီးတော့ကောင်းတဲ့စကားအပြုတ်တဘောဆောင်တဲ့စကားတစ်ခွန်းကိုအတန်းထုတ်ပြီးပြောလိုက်ပါဘာလို့လဲဆိုတော့ဒီယူဆအယငွေဟာပြောလိုက်တဲ့စကားလုံးတွေအပေါ်မှာတုံ့မြန်တက်လို့ပါပဲကိုပြောလဲစကားကအင်းရဲ့စွမ်းရည်ကိုပြောင်းလဲစေတယ်လို့ငွေချေးခံကိုပါပြောင်းလဲစေနိုင်တယ်လို့ယုံကြည်ကြပါတယ် ခဲ့။ဒါဒီအလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်မယ်ဆိုရဲကျွဲဝတ်ချမ်းသာတဲ့အိမ်တလုံးဖြစ်ဖို့အတွက်မရှိမဖြစ်လို့အတဲမန်တိုင်းကြီး၅ရက်ရှိတယ်လို့ပြောလို့ရပါတယ်။အဓိကကတော့အိမ်ဆိုတာကြွယ်ဝမှုစီးဝင်လာဖို့ခြေခံအကြဆုံးလမ်းကြောင်းပဲဆိုတော့ကိုတတိယဖို့ပါပဲအဲ့ဒီတော့ငွေဝင်လမ်းဒီအမြဲပွင့်နေစီဖို့ဒီအချက်၅ချက်ကိုအမြဲတတိယပါတန်ရှင်းမှုစီးဆင်းမှုကိုကိုးစားပြုတဲ့ရေလမ်းခွင့်ပေးတဲ့အလင်းရောင်တက်ချွတ်မှုကိုပေးတဲ့တက်ရှိ နောက်ပြီးတော့ငွေကိုတန်ဖိုးထားတဲ့တည်တက်နေရလေးတစ်ခုပေါ့ဒီ၅ခုပါပဲကဲအခုဒီเจ้าယာတွေကိုတီးတွားပြီးဆိုတော့ကိုကိုကိုဒီမေးခွန်းလေးပြန်မေးကြည့်ကြရအောင်ဒီနေ့ကစပြီးကိုအိမ်ရဲ့ဆွမ်းအိုင်ကိုပိုကောင်းလာအောင်ဘလို့ရိုးရှင်းတဲ့ပြောင်းလဲလေးတွေနဲ့စတင်ကြည့်ကြမလဲနားရှင်ပေးတဲ့အတိုင်းကျေးဇူးတင်ပါတယ်